အရင်တစ်ခေါက်ကအာဆိုင်ရှင်းပြသွားခဲ့တယ် sharing လုပ်ပေးသွားတယ်ကိုကိုကိုတောင်မသိပဲနဲ့ပေါ့နော်မသိစိတ်ထဲမှာပါပါလေးဝင်နေတဲ့ many block တွေရဲ့ပထမပိုင်းပေါ့နော်ဖြစ်တတ်တဲ့သဘောတရားရဲ့ပထမပိုင်းကိုတော့အရင်ဗီဒီယိုမှာပြောပြခဲ့ပြီးဖြစ်ပါတယ်အာဒီဗီဒီယိုမှာတော့အဲ့လိုပဲမသိမသားနဲ့ပါပါလေးဝင်ရောက်တက်ပြီးကိုကို negative energy တွေ jealousy တွေအထိဒုက္ခပေးနိုင်တဲ့နောက်ထပ် many block တစ်ခုအကြောင်းကိုပြောပြပါမယ်အဲ့တော့နောက်တစ်ခုကကြတော့ဘာလဲဆိုရင်စိတ်တို့တွေက တစ်ခါလေကြာရင်တစ်ခါလေမဟုတ်ဘူးပေါ့နော်အမြဲတမ်းလူတိုင်းဒီအောင်မြင်ခြင်းနဲ့လူတိုင်းပတ်စံရခြင်းနဲ့လောကကြီးမှာမအောင်မြင်မဲကြာရှုံးခြင်းနဲ့သူဆင်းရဲခြင်းနဲ့သူဆုတ်ဖြတ်ခြင်းနဲ့သူတယောက်မှရှိမယ်မထင်ဘူးတက်နိုင်သမျှလူတိုင်းဒီကိုယ့်ရဲ့မှန်းထားတဲ့အတိုင်းအောင်မြင်ခြင်းနဲ့ကိုကငွေရခြင်းနဲ့အဲ့တော့စိမ့်တို့မှာလူတိုင်းလူတိုင်းမှာ inspire လို့ရယူတဲ့လူတွေရှိမယ် motivation သွားယူတဲ့လူတွေရှိမယ်လိုက်ကြည့်နေတဲ့သူတွေရှိမယ်လိုက်ကြည့်တယ်ဆိုတော့အော်သူပါရီလုံးလို့အောင်မြင်နေရလဲသူပါဖြစ်လို့ဒီလောက်တောင်ဝင်ဝေကောင်းနေရလဲသူပါဖြစ်လို့ဒီလောက်တောင်သုံးနိုင်နေရလဲစသဖြင့်လိုက်ကြည့်ရရှိမယ်အဲ့တော့အဲ့ဒါဆိုရင်စိတ်ကအားကြတယ်လို့ခေါ်တယ်အားကြတယ်ပေါ့နော်အားကြတယ်ဆိုပြီးတော့ဖြစ်တယ်အဲ့တော့အဲ့ဒီအားကြယုံအားကြပြီးတော့အော် तू ကဒီလိုမျိုးသူ့ရဲ့နီးလန်းနေနဲ့အောင်မြင်တယ်လို့ငွေရှာတယ်လို့ငါ့မှာကောငါကဘာအားတာချက်တွေရှိလဲ ငါကဘလို့မျိုးငါရဲ့တန်ဖိုးတွေငါရဲ့ unique ဖြစ်တဲ့အရာတွေကိုထုတ်ပြီးတော့ငါအောင်မြင်အောင်ငါငွေရှာလို့ရအောင် လုပ်တယ်လို့စဉ်းစားမယ်ဆိုရင်တော့ it's okay ဒါပေမဲ့တော်တော်များများကဘာလဲဆိုရင်ကိုအားကြရတဲ့သူတွေအတိုင်းတစ်ခါတရံသို့မဟုတ်အချိန်တော်တော်များများ frequently လိုက်လုပ်လေးရှိရဲ့ဥပမာကိုကထားပါတော့ဒီလုပ်ငန်း तू လုပ်နေတဲ့လုပ်ငန်းကိုလုပ်ချင်နေဆိုရင် तू ဒီလိုမျိုးအောင်မြင်အောင် तू ကဘာတင်တန်းနေတက်တာလဲ ဘယ်စရာတွေနဲ့အလုပ်လုပ်တာလဲသူ့မှာဘလို့အတိုင်းဝိုင်း community ရှိရလဲသူကဘလို့ strategy တွေဘလို့နီးလန်းတွေကိုသုံးနေတာလဲဆိုပြီးတော့ဆဆချင်းတော့အားကြရင်အားကြရင်နဲ့ပေါ့နော်ရုတ်တရက်ချင်းတော့ i doll လို့လို့ကိုယ်မှာအတူယူရတဲ့သူလို့လို့လိုက်ကြည့်ပြီးတော့သူလုံးသမျှအရာတွေကိုကိုတောင်တတိမထားမိပဲနဲ့လိုက်လုံမိတတ်တယ်တခါတလေကြရင်ကိုက တမင်တကအဲ့ဒီလူကို copy ယူလိုက်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့မသိစိတ်ကနေကြည်ရင်ကြည်ရင်နဲ့အဲ့ဒီလူလုတဲ့ပုံစံနေအဲ့ဒီလူလုတဲ့လမ်းကြောင်းနေအတိုင်းလိုက်လုံးမိတတ်တာတွေရှိတယ်အဲ့တော့အဲ့ဒီနေရာမှာတည်ထားဖို့ကစိတ်ကအင်မတန်လှည့်စားတတ်တယ်။စိတ်အမြဲတမ်းပြောမှုသလို life တွေမှာလည်းပြောမှုပါတယ်။အားကြတာနဲ့မနာလိုတာနဲ့က line လေးကပပလေးပဲခြားတယ်။ Okay အဲ့တော့အရင်အောင်မြင်တဲ့ makeup artist တယောက်ကိုအားကြရထားပါတော့။ ကိုကလည်းဒီ make up ဟိုပေါ့နော်ဒီပြင်ဆင်တဲ့အပိုင်းကိုကဒီ art artistic အပိုင်းကိုကိုကစိတ်ဝင်စားတယ်အဲ့တော့ तू ဘယ်သူစီမှာနာမည်ကြီး make up ဆရာတွေပြည်တွင်းပြည်ပမှာဘယ်သူတက်လဲ तू အထားပါတော့ဘယ်လို make up brand တွေသုံးတာလဲ foundation ကဘယ်လိုသုံးတာလဲ तू ကဘယ်လို community ဘယ်လို network တွေကို तू branding လောက်တာလဲသူ့ရဲ့ market ကဘယ်လိုရတာလဲဆိုပြီးပထမတော့ အားကြရင်အားကြရင်လည်းကိုကသူ့တိုင်းတပုံစံနဲ့လိုက်လို့တယ်ထားပါတော့ထားတော့ဆိုတာခုနလိုတင်တန်းနေလိုက်တတ်တယ်သူပြည်ပမှာတက်တဲ့ moment တင်တန်းနေရောပြည်တွင်းတင်တန်းနေရောသူသုံးတဲ့ accessory ရောလိုက်သုံးတယ်ဒါပေမဲ့တကယ်တမ်းမှာဘလို့ပဲစ조사စ조사သူ့လိုမျိုးဖြစ်မလာဘူးပေါ့ဆိုလိုချင်တာသူအရင်အားကြတဲ့ makeup artist လောက် client များလာတာဝင်ငွေရလာတာမဖြစ်လောက်အဲ့လိုအချိန်ကြရင်ဘာဖြစ်လဲဆိုရင်အားကြရရဲ့ပပလေးတစ်ဖက်ဖြစ်တယ်မနာလိုတာဘူး ုပြောင်းသွားတယ်။မနာလိုတာကိုကုပြောင်းသွားတဲ့အခါမှာဘာဖြစ်လဲဆိုတော့သူ့အောင်မြင်တာကိုမရှုစိမ့်ဖြစ်လာတယ်။ငါလဲသူ့လိုလှုပ်တာပဲ။ငါလဲသူ့လိုဆံမွဲဖြေတာပဲ။ငါလဲသူ့လိုအပင်ပန်းခံတာပဲ။ငါလဲသူ့လိုကြောင်းနေတတ်တာပဲ။ဘာဖြစ်လို့သူကြတော့အောင်အောင်မြင်မြင်ပတ်စံရပြီးတပုံစံနဲ့လိုက်လှုပ်တဲ့ငါကကြတော့သူ့လောက်ပတ်စံမရတာလဲ။သူ့လောက်ဝင်ဝင်မကောင်းတာလဲဆိုပြီးတော့ဖြစ်တတ်တယ်။အဲ့တော့စိမ့်တော့အဲ့မနာလိုစိတ်စဖြစ်လာတာ ਨੇ ။အင်မတန်အန္တရာယ်များတယ်။အမှန်တော့ပြန်ပြီးတော့သုံးသက်ကြည့်ရင် ကော်ပီလုပ်တယ်ပေါ့နော်သူလုပ်တဲ့အတိုင်းလိုက်လုပ်တယ်ဆိုတော့အဆမတ်ကိုက jealousy ပါပါလေးရှိနေတတ်တယ်အဲ့တော့ jealousy ကိုကတတိမထားမိတာမျိုးလည်းဖြစ်ကောင်းဖြစ်မယ်ဘာလို့လူတိုင်းမှာကကိုယ့်ကိုယ်ကိုမမြင်နိုင်တဲ့ blind spot ဆိုတာရှိရယ်ပြီးတော့လူကကိုယ့်ကိုယ်ကိုအမြဲတမ်းအကောင်းဆုံးလို့ပဲထင်တယ်အတ္တအရာပေါ့နော်အဲ့ဒီတွေ့ငါအားကျနေတာအားကျနေရလို့ပဲပြောတတ်လေးရှိရယ်အစတည်းကသူက jealousy ပါပါလေးရှိတာကိုတတိထားမိရင်သိလိမ့်မယ်အဲ့တော့လောက်တိုင်းမဖြစ်တဲ့ ကိုယ့်ရဲ့ဒီကိုအားကြရတဲ့သူအတိုင်းပေါ့နော်မဖြစ်တဲ့အခါမှာမနာလိုစိတ်တွေဝင်လာတဲ့အခါမှာကိုကိုကိုလည်းကိုကအဆင်မပြေတော့ဘာလို့ကိုက jealousy နဲ့ jealous ကအရန်ပူလောင်နေအဲ့တာ mystery ရတအားအဲ့မှာ burning ဖြစ်နေပြီးပူလောင်နေပြီဆိုရင်ကိုယ့်ရဲ့ energy ကအကျပတ်ဖဲသွားမှာပဲ negative ဖက်ပဲသွားမှာပဲအဲ့တော့ negative သွားတဲ့ energy ရှိရလူတယောက်ရဲ့အတွေးတွေအဲ့ဒီလူတယောက်ရဲ့ဆုံးဖြတ်ချက်တွေအဲ့လူတယောက်ရဲ့ action တွေက ဘလို့မှဟိုကောင်းတဲ့ဘက်ကိုမရောက်နိုင်ဘူးဒီထက်ပိုဆိုးလာတဲ့အနေအထားဒီထက်ပိုပြီးတော့အာမနာလိုစိတ်ပြင်းလာတဲ့အနေအထားဆိုရင်ကိုအားကြခဲ့ရတဲ့သူ့ကိုတောင်းမဟုတ်တရုတ်တွေသဘုတ်လေလွင်တွေပြောပြီးတော့တိုက်ခိုက်တာမျိုးဆိုလိုချင်တာကဟိုတရင်ဖြန့်တာမျိုးဟုတ်တည်ရှိမဟုတ်တော့ရှိရှောက်ပြောတာမျိုးထိအခြေအနေဖြစ်လာနိုင်တယ်အဲ့တော့စိမ့်လို့ဒီပေါ့နော်ဖျားသခင်ကိုယုံကြည်တဲ့ ဒီဟိုဟာပေါ့နော်ခရစ်ယာန်တွေဆင်းရဲ client မိတ်ဆွေတွေဖြစ်တဲ့အစ္စလာမ်တွေမှာအများကြီးပြောလေစကားရှိရယ်ဖခင်ပေးထားတဲ့အလုပ်ပေါ့နော်ဆိုလိုချင်တာ gift တက်ပေါ့အဲ့တော့ဒီ make up artist ပဲဖြစ်ဖြစ်ဒီလိုမျိုးဟိုပေါ့နော်စိမ့်လို့လို့အလုပ်တွေပဲဖြစ်ဖြစ်ဆရာဝန်ပဲဖြစ်ဖြစ် engineer ပဲဖြစ်ဖြစ် any kind ပေါ့နော်အဲ့ဒီအလုပ်တွေအားလုံးမှာသူ့အတွက်ပဲရည်ရွယ်ပြီးတော့ဖခင်ပေးထားတဲ့အလုပ်ရှိရယ်ဆိုလိုချင်တာသူ့မှာအဲ့ဒီအလုပ်အတွက် unique ဖြစ်တဲ့အပြုတ်မူလေးရှိရယ် unique ဖြစ်တဲ့စိတ်ထားရှိရယ် unique ဖြစ်တဲ့ ပါလာတဲ့ထဲလိုက်နေရှိရအဲ့တော့သူဒီသူ့အတိုင်းတာနဲ့သူ့ရဲ့ life purpose သူ့ရဲ့ဘဝရည်ရွယ်ချက်သူ့အတိတ်ကပါလာတဲ့ပါရမီအခုဘဝမှာပါလာတဲ့သင်ယူမှုနဲ့အောင်မြင်နိုင်တယ်လို့ကိုလဲကိုလမ်းချောင်းနဲ့ကိုအောင်မြင်နိုင်တယ်အဲ့တော့အဓိကဘာကိုရှာဖို့လိုလဲဆိုတော့ခုနလိုမျိုးပေါ့ကိုယ့်ရဲ့ uniqueness ကိုရှာဖို့လိုတယ်စိတ်ရဲ့ client ထဲမှာ immediate ကိုချမ်းသာတဲ့တကယ်လုပ်ငန်းရှင် client တွေအများကြီးရှိတယ်တကယ် ဟိုပြောပြရင်မြန်မာပြည်ရဲ့ထိတ်တန်းစားတောက်ဆိုင်ပိုင်ရှင်တွေရှိသလိုထိတ်တန်းစီလုပ်ငန်းရှင်တွေရှိတယ်။အဲ့တော့သူတို့အတိုင်းရင်းနှီးမြှုပ်နှံနိုင်လို့စိမ့်ကသွားပြီးတော့သူတို့ပုံစံအတိုင်းစားတောက်ဆိုင်ဖွင့်မယ်။သူတို့ပုံစံအတိုင်းဆက်သုံးစီလုပ်မယ်ဆိုရင်စိမ့်သူတို့လောက်ငွေရမှာမဟုတ်ဘူး။ဘာဖြစ်လို့ဒါစိမ့်ရဲ့အလုံမဟုတ်ဘူး။စိမ့်ရဲ့ faction မဟုတ်ဘူး။စိမ့်ရဲ့ uniqueness မဟုတ်ဘူး။အဲ့ဒါကို immortal immortal မှတီးဖို့လိုပါတယ်။အဲ့ဒီအရာဒီသူများကိုအားကြရင်အားကြရင်နဲ့မနာလို့ဖြစ်ပြီးတော့ကိုယ့်ရဲ့ unique ဖြစ်တဲ့ကိုယ့်ရဲ့ authenticity ကိုပါ ပျောက်ဆုံးသွားတဲ့အခါမှာကိုယ့်ရဲ့ဒီဒီကနေတဆင့်ရလာမယ်မန်းလေးက energy ကိုဒီ energy ကတဆင့်ရလာမယ်ငွေဟာကိုယ့်စီကိုရောက်မလာတော့တာမျိုးဖြစ်တတ်ပါတယ်အဲ့တော့ဒီနေ့စိမ်းပြောပြသွားတဲ့နှစ်ခုဟာတိတိတသားနဲ့ဖြစ်နေတဲ့ money block တွေတော့မဟုတ်ဘူးဒါပေမဲ့တေးသေးချာချာနဲ့အဝဲဖြစ်မယ်ဆိုရင်လူတိုင်းတော်တော်များများစိမ်းကိုယ်တိုင်းလည်းအရင်တော့ကဖြစ်ဖူးတယ် ေါ့နော်အဲ့လိုမျိုးပေါ့နော်ဥပမာအရင်တော့ကုမ္ပဏီလုပ်တုံးอ่ะဆိုရင်ထားပါတော့စိန်စိတ်ကုမ္ပဏီလုပ်ခဲ့တော့ကုမ္ပဏီတစ်ခုခုကဒီဆိုင်ကိုရောင်းဝါရင်သူဝင်ရောင်းဝါလို့ငါမရောင်းရတာဆိုတဲ့ဟာမျိုးကိုကိုတိုင်းလည်းဖြစ်ဖူးတယ်အမှန်တော့မဆိုင်ပါဘူးခုနလိုပဲသူများကိုကို့မှာရှိတဲ့ uniqueness ကိုမရှာဘဲနဲ့သူများကိုအားချပြီးတော့သူများလုပ်တဲ့လမ်းကြောင်းတိုင်းလိုက်လုပ်တာကလည်းကိုယ့်ရဲ့ reality အရှိတရားမဟုတ်ပါဘူးအဲ့တော့အဓိကကဘာလဲဆိုရင် ကိုယ့်ရဲ့ reality ကိုအရှိတရားဖားလဲလူတိုင်းမှာအာတာချက်အားနည်းချက်ရှိတဲ့အတွက်ကိုသိပ်အားကျခဲ့တဲ့ makeup artist မှာလဲသူ့ရဲ့အာတာချက်အားနည်းချက်တွေရှိမှာပဲအဲ့တော့ကိုယ့်ရဲ့အာတာချက်အားနည်းချက်ကိုယ့်ရဲ့အလင်းချမ်းအမှောင်ချမ်းကိုက energetically ဘယ်ဟာ align ဖြစ်တာလဲကိုဝါသနာပါတဲ့ဟာကဘာလဲကိုယ့်ရဲ့ passion ကဘာလဲအဲ့ဒီရဲ့ value တွေကပဲကိုယ့်စီကိုလာပေးမဲ့ငွေလန်းချောင်းတွေကို attract ဖြစ်ပါတယ်။ဘို့မို့ဆိုရင်ငွေနဲ့ကိုယ်နဲ့ကလိုက်လေပြေးလေပဲ စိန်ပြေးလိုက်တိုင်းလို့ပဲပေါ့နော်အဲ့တော့စိန်းတို့ဟာအဲ့ဒီ many block တွေကိုမတိမတာပပလေးဝင်နေတဲ့အရာတွေအထိတေးသေးချာချာအဝဲဖြစ်ပြီးတော့ကိုကနေပြီးတော့အာသတိကတ်နိုင်မယ်ညံရှင်နိုင်မယ်ပြီးရင်ကိုယ့်ရဲ့ unique ဖြစ်တဲ့ authentic ဖြစ်တဲ့လမ်းကြောင်းကိုရှာဖွေနိုင်မယ်ဆိုရင်ကိုကဒီ energy ရဲ့တပါတဲ့ငွေဆိုတာဟာအလိုလိုကိုစီရောက်ရှိလာမှာပဲဖြစ်ပါတယ် ကျေးဇူးအများကြီးတင်ပါတယ်။စိန်းကတော့ Life Coach Energy Healer နဲ့ Spiritual Mentor Dr. စိန်းဖြစ်ပါတယ်။